အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာတင်းကြပ်မှုတွေကိုစန့်ကျင်ဆန္ဒပြမှုတွေဆက်လက်ဖြစ်ပွားနေတဲ့လော့အင်ဂျလီမြို့မှာညမထွက်ရအမိန်ကိုထုတ်ပြန်လိုက်ပါတယ်။သမ္မတဒေါ်နယ်ထရန့်ကဆန္ဒပြပွဲတွေကိုဖိပရန်သူတွေရဲ့ကြူကြော်မှုလို့ပြောဆိုထားပြီးဒေသဆိုင်ရာအာဏာပိုင်တွေကဆန္ဒထုတ်ဖော်မှုတွေကိုထိန်းချုပ်နိုင်ဖို့ကြိုးစားနေခြင်းဒီကနေ့အမေရိကန်စံတော်ချိန်ဇွန်လ10ရက်နေ့အင်္ဂါနေ့မှာပဲညမထွက်ရအမိန်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။လော့အင်ဂျလီမြို့တော်ပေါ်ကာရင်ဘတ်က ဖြစ်စည်းမှုတွေလူရမှုတွေကိုရတံဖို့အတွက်ကျမအနေနဲ့ဒေသဆိုင်ရာရေးပေါ်အခြေအနေကြီးညာပြီးလော့အင်ဂျလီမြို့လယ်မှာညမထွက်ရမိတ်ထုတ်ပြန်ခဲ့ပါတယ်လို့အင်္ဂါနေ့မှာသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။မြို့ရဲ့အေရီယာအတွင်းကိုဒေသခံတွေသတင်းထောက်တွေနဲ့အရေးပေါ်အကဲစေးသမားတွေကလွှဲပြီးအခြားဘသူမှမစိုးမနဲ့6နာရီထိတောလောက်ဝင်ပိတ်ပင်ထားမယ်လို့သူမကပြောကြားခဲ့ပါတယ်။တောက်ကြနေကလေးကလော့အင်ဂျလီမှာငင်းချင်းနေနေဆန္ဒပြခဲ့ကြပေမဲ့ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေကဆန္ဒပြသူအများအပြားကိုဖမ်းဆီးခဲ့တာကြောင့်အခြေအနေတွေပုံမဆိုးရွားလာခဲ့တာပါဆန္ဒပြပွဲအင်းအားအများဆုံးအချိန်မှာလူထောင်ပေါင်းများစွာလမ်းပေါ်ထွက်ခဲ့ကြပေမယ့်အချို့သောလူအနေစုကညအမောင်ကိုအကာအကွယ်ယူပြီးမိရှို့တော့ဗီဒင်ပေါက်တွေကိုရိုက်ခွဲတာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်တရင်လာနေညကစီမောင်းရေးလုပ်ငန်း23ခုလူရက်ခံခဲ့ရပြီးလက်တလုံးအထိ လူပေါင်း900ကျော်ကိုဖမ်းဆီးထားတယ်လို့ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ် ဒေသဆိုင်ရာဥပဒေစိုးမိုးရေးအဖွဲ့တွေကသူတို့ကင်တွဲဖြည့်ရှင်နိုင်တယ်လို့အခိုင်အမာပြောဆိုနေတဲ့ကြားက Trump က Los Angeles မြို့ကိုအမျိုးသားအရင်တပ်ဖွဲ့အင်အား၄000နဲ့တာဝန်ထမ်းဆောင်နေစေ Marine တပ်သား900ကိုဆစ်လုခဲ့ပါတယ်။ American နိုင်ငံရဲ့ဥပဒေတွေအရစစ်တပ်ကိုရဲတပ်ဖွဲ့လိုအုံပြုခွင့်ကိုပိတ်ပင်ထားပါတယ်။လက်ရှိအချိန်မှာတော့ New York, Atlanta, Chicago နဲ့ San Francisco အပါအဝင် American ပြည်ထောင်စုကြီးအခြားမြို့ကြီးတွေမှာပါဆန္ဒပြမှုတွေစတိုက်ဖြစ်ပေါ်နေခဲ့ပါတယ်ရှင်။ အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရဲ့ရေရဲ့တင်နိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကို ဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။